ားလုံးပဲမင်္ဂလာပါရှင်။ Smart Tracer Channel ကကြိုဆိုလိုက်ပါတယ်။ကဲဂုဏ်ကောက်မှာဆိုလို့ရှိရင်တော့လိပ်စာကတ်ကလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ဆိုင်ဝန်ဈေးလာဝယ်တဲ့ customer တွေအတွက်ကိုကျေးဇူးတင်နေဆိုတဲ့ကန့်လှလာလေးတွေကို page maker ကိုဖန်တီးပြီးတော့ဘယ်လိုလုပ်တယ်ဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အခုကတော့ page maker သင်ခန်းစာလေးတွေကိုသင်ပေးနေတာဖြစ်ပါတယ်။ဆိုတော့ဒီကတ်ကလေးလို့အသုံးပြုဖို့ဆိုလို့ရှိရင်တော့ page maker နဲ့အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ ဒီမှာတော့ page name က7.0လို့အသုံးပြုထားပါတယ်။အဲ Photoshop ကိုဘာလို့နဲ့လည်းပဲအသုံးပြုလို့ရပါတယ်။ဒီသင်ခန်းစာမှာတော့ page name က7.0လို့နဲ့ခက်ကလေးအသုံးပြုမှာဖြစ်ပါတယ်ရှင်။အဲ့တော့ file menu ဆိုပြီးတော့စာရွက်အသစ်တောင်းပါမယ်။ထပ်ကလေးတွေလို့ပို့အတွက်ကတော့ page size အနေနဲ့ legal size ကိုရှင်ပါပါ။ legal size ရဲ့ dimension ကတော့8.5 40ဆိုတော့၈တက်မှ9နဲ့14လက်မှရှိမှဖြစ်ပါတယ်။ လိမ့်စားခက်တစ်ခုအသေးသေးလေးတွေဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့ margin ကိုတော့လောလောဆယ်0.20ပဲထားလိုက်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ legal side လေးရပါပြီ။အဲ့တော့ဒီ legal site မှာဆိုလို့ရှိရင်ဒီမှာကဒီ abort တန်းမှာက၄ခုရှိပြီးတော့အဲ့အတိုင်း၄တန်းနဲ့စုစုပေါင်းကတ်ကလေးကို၁၆ခုယူမှာဖြစ်ပါတယ်ဆိုတော့ ကယ်ကူလေတာကိုသုံးကြည့်မှာပေါ့နော်ကယ်ကူလေတာကိုသုံးမယ်ဒီလိုကနေဒီလိုဒီ14လက်မဆိုတော့ဒေးနဲ့စားလိုက်တဲ့အခါမှာ3.5ရပါတယ်အဲ့တော့ဒီအပေါ်ပေတန်လေးကနေပြီးတော့ရူလာလေးကနေဂိုင်လိုင်းလေးတစ်ခုဆွဲမယ်အပေါ်မှာ3.5ရရင်လုပ်မယ်အဲ့လိုပဲအောက်ဖက်မှာဆိုလို့ရှိရင်သူ့ရဲ့အကျယ်က8.5ကို4နဲ့စားတဲ့အခါမှာ8.5ကိုဒေးနဲ့စားတော့2.125ရပါမယ်အဲ့တော့ဒီပေါ်ကနေပြီးတော့2ကျော်ကျော်လေးကိုဆွဲယူလိုက်မှာဖြစ်ပါတယ် ဒီအတွင်းမှာကကိုလိုချင်တဲ့ကတ်ကလေးတစ်ခုကိုလုပ်มาဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီကတ်ကလေးကို copy ပွားပြီးတော့ဒီမှာ၃ခုဆိုတော့ဒီမှာ၄ခုရဲ့အဲ့တိုင်းအောက်ဖက်မှာ၄ထဲသွားมาဖြစ်ပါတယ်လောလောဆယ်တော့ဒီထဲမှာကိုတတ်တတ်ရရကတ်ကလေးတစ်ခုလုပ်มาဖြစ်ပါတယ်စားစားရေးဖို့အတွက် test roll လေးတစ်ခုကိုဖန်တီးလိုက်ပါမယ် တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ပုံလေးကိုထည့်လိုက်တဲ့အခါမှာဒီစာပေါ့နော် ပုံကစာရဲ့အပေါ်ရောက်နေတယ်အဲ့ဒီတော့ဒီစာလေးကိုအပေါ်ပို့လို့ရပါတယ်အဲ့ဒါမှပြင်ရမှာဖြစ်လို့ရှိရင်ဒီစာကိုအပေါ်ပို့မယ်ဆိုရင်စာကိုပိုင်တာတူးနဲ့ဆက်လက်မယ်ပြီးရင် element arrange print to fresh ဆိုရင်အစာအပေါ်ရောက်လာမှာဖြစ်ပါတယ်ဒီလိုစကားလေးထဲမှာရှိတဲ့စာလေးတွေပုံလေးတွေကို တကယ်လေ group ဖွဲ့ချိန်နဲ့ pointer 2နဲ့ edit select or element group ဆိုပြီးတော့ group ဖွဲ့လိုက်ပါရင်ဒီရင်ဒီလိုကံမျိုးလေးကိုနောက်ဘက်ကိုတောင်းမှုထပ်ထည့်ခြင်းနဲ့အဲ့တော့အများကြီး copy ကူးခြင်းတော့ edit copy edit face မှာဒီပဲဆိုပြီးတော့ယူလိုက်ပါရှင် ီဟော်ရစင်နဲ့အော့ဖ်ဆက်မှာ3.5ထည့်တယ်ဆိုတာကဒီကောင်ရဲ့အကျယ်ဒီလိမ့်ဆာကလေးတစ်ခုရဲ့အကျယ်က3.5မို့လို့နော် vertical လောလောဆယ်မစင်စားတော့ zero ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတစ်ခုစလုံးကိုဒီအောက်ဘက်မှာ၄ဒန်းလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါတွေအကုန်လုံးကိုလည်း edit select အော်ပြန်ယူတာပေါ့နော် base မှာဒီ base ကအများကြီးနေရာချမှာပေါ့နော် ုံးတန်းရေလောလောဆယ်မှာညာဘက်ကိုစဉ်းစားဆရာမလို့ vertical resonance 0ဖြစ်ပြီး vertical 2.13လောက်ဆိုလို့ရှိရင်ဒီလိုဖြစ်သွားမှာဖြစ်ပါလိမ့်။အဲ့ဒါဆိုလို့ရှိရင်တော့ legal side မှာလိမ့်စာကတ်က16ခုရသွားမှာဖြစ်ပါလိမ့်။ဒါကလိမ့်စာကတ်ဆိုလို့ပြောပေမယ့်ဒါကဆိုလို့ရှိရင်တော့ thank you ကတ်ကလေးတွေပေါ့နော်။အဲ့တော့ဒီ thank you ကတ်လေးတွေကိုလောက်ထားသိပြီးဟေ့ဆိုလို့ရှိရင်တော့လိမ့်စာကတ်တွေလည်းလောက်တတ်တယ်။ ပြီးတော့ legal side မှာဆိုလို့ရှိရင်ဒီလိုတော်ဝက်ခွဲပြီးတော့ဖိတ်စာလေးတွေဘယ်လက်ချိုးလုပ်ချင်တယ်ဆိုတာကိုကိုဉဏ်ရှိသလိုသုံးလို့ရပြီဖြစ်ပါတယ်ကြိုးစားပြီးတော့လုပ်ကြည့်ပါအောင်နော်လိုအပ်တာရှိလို့ရှင်လဲ comment မှာမိခဲ့လို့ရပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေလို့ smart trace မိသားစုကမြတ်တာပို့ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်เนาะဘိုင်ဘိုင်